မိမိတို့နေစဉ်မိမိတို့အိမ်မှာမဟာသမယသုတ်ဦးဇော်တာတွေပဋ္ဌာန်းရွတ်တာတွေစွန်းတော်တင်ပန်းရေချမ်းတောက်တော်ရေကက်လူတဲ့ဝေယဝိဆကုသိုလ်တွေဟာနေရပောင်းများစွာကြာလာတဲ့အခါမှာကိုယ့်ရဲ့ရင်ထဲမှာကုသိုလ်တတ္တိတွေအများကြီးကိန်းနေပါပြီပဋ္ဌာန်းပစ္စည်းနဲ့ပြောရမယ်ဆိုရင်အာဒီဝနပစ္စည်းရောဖြစ်ပါတယ်အပန်တလဲလဲထုံချင်းပါတခါကြလေကြရင်တခြားသူတွေကြတော့အကျိုးပေးမြန်ပြီးငါကြတော့ဒီလောက်လုံနေတာဘာဖြစ်လို့အကျိုးမပေးသေးတာလဲလို့တန်တရားစိတ်တွေဝင်လာတတ်ပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်အချိန်ခါမရောက်သေးလို့ပဲဖြစ်ပါတယ် တယောက်နဲ့တယောက်အတိတ်ကလုပ်ခဲ့တဲ့ကံကြီးကလည်းမတူကြပါဘူးအားလုံးလည်းကြားဘူးကြမှာပါသူ့နာမည်ကတော့အရဟံဥစင်ဖြစ်ပါတယ်စံဆက်ပိုင်ရှင်ဥစင်လို့လည်းခေါ်ပါတယ်အရင်တုန်းကသူ့အတော်စင်းရဲပါတယ်အဘိဓိဇမဟာရတကူရီမစိုးရိမ်ဆရာတော်ဘုရားကြီးကငစင်နိခနာကူထဲမှာအခုမှအရဟံကုံတော်ဂိမ်းနေဟနင်ထူးခြားတော့မယ်ဆက်ကြိုးစားကြားလာဆရာတော်ကြီးကဒီလိုအမိတ်ရှိပါတယ်ဥစင်ကလည်းအတော်စင်းရဲပါတယ်ဇာတိကမတရာနယ်သားဖြစ်ပါတယ်ကိုရင်လူအတွက်ဆရာတော်ကြီးရဲ့တပည့်ဖြစ်ပါတယ် မစိုးရင်ကြောင်းတိုင်းမှာဆရာတော်ကြီးရဲ့မွေးနေ့အလူလုတော့ဥစဉ်ကဆရာတော်ကြီးရဲ့ဝေယဝိစကအစထင်းခွဲရေခတ်အကုံလုတ်ပေးပါတယ်။တနေ့မှာတော့ဆရာတော်ကြီးကဥစဉ်ကိုငစင်မင်းမချမ်းသာခြင်းဘူးလား။အဲဒီခါမှာဥစဉ်ကတပြည့်တော်မချမ်းသာခြင်းမဘူး။နေဖို့စားဖို့စားဝတ်နေရေးပြည့်စုံအောင်မစားပေးပါပြလို့ရှောက်ပါတယ်။အဲဒီခါမှာဆရာတော်ကြီးကအေးငါကမစားလို့မရဘူး။မင်းကိုယ်တိုင်လုပ်ရမှာ။ရော့ဆိုပြီးပဒီတကုံပေးပြီးအရဟံကုံတော်အကြောင်းသင်ပေးပါတယ်။သင်ပေးပြီးတဲ့နောက်မှာ မင်းအထံကုံတော်ကိုထုံနေအောင်ပတိစိတ်စံကွာဆိုပြီးတော့ပြောပါတယ်။အဲ့ဒီနေ့ကစပြီးတော့ဥစဉ်ကဓမင်းစားလဲအရဟံရေတော့လဲအရဟံဘာပဲလှုပ်လှုပ်သူပါဇက်ကရောစိတ်ကရောအရဟံကုံတော်ပဲပွားနေပါတယ်။ဒါကြောင့်အားလုံးလဲဓမင်းချက်ရင်အလုပ်လုပ်ရင်ပွားများလို့ရအောင်မြန်မာလူလေးတင်ပေးပါမယ်။အရဟံပူဇော်သူကိုခံယူတော်မူထိုက်တော်မြတ်စွာဘုရား။အရဟံကိလေသာအပူငြိမ်းအေးတော်မူသောမြတ်စွာဘုရား။အရဟံစိတ်ကြွေရအရ၌ပင်မကောင်းမှုကိုပြုတော်မူသောမြတ်စွာဘုရား။ အဲ့လိုပါဇက်ကနေစိတ်ထဲကနေရွတ်ဆိုပွားများလာရင်မိမိတို့ဟာအလုတ်လုတ်ရင်းနဲ့ဂုံတော်ပွားတဲ့ကုသိုလ်ရသွားပါပြီ။ဥစဉ်ဟာအရဟံဂုံတော်ကိုပွားများလာလိုက်တာပထမတစ်နှစ်ဒုတိယတစ်နှစ်ဟာမတူကြသေးပါဘူး။တတရနှစ်ဖြစ်တဲ့၃နှစ်လောက်ကြာတော့ဆရာတော်ကြီးစီကိုသွားကြတော့ရင်ဆရာတော်ကြီးကကြောကိုဗျံခနဲ့ရလိုက်တဲ့အခါမှာဥစဉ်ပါဇက်ကနေအရဟံအရဟံဆိုပြီးထွက်လာပါတယ်။အဲ့ဒီအခါမှာဆရာတော်ကြီးကငစင်နေခန္ဓာကိုယ်ထဲမှာအခုမှအရဟံဂုံတော်ကိန်းနေဟာနင်ထူးရှားတော့မယ်ဆက်ကြိုးစားကြားလာဆိုပြီးမိတ်ပါတယ်။ ီလိုနဲ့ဥစင်ဟာရဟန်းကုံတော်ကိုကြိုးစားပွားများနေရင်းနဲ့တနေ့မှာတော့သူစင်ရင်ကလုတ်တဲ့အိမ်ကတတိကြီးကအိန္ဒိယဘက်မှာပြန်မာပြစ်လို့စံဆက်ကိုစောက်ရှောက်ပေးဖို့ဥစင်ကိုလက်ထက်အထားခဲလိုက်ပါတယ်။အဲ့ဒီအိန္ဒိယတတိကြီးကလည်းသူ့နိုင်ငံရောက်လို့ကြာလာတဲ့အခါမှာတော့ဥစင်ကိုစားရဆောင်ပို့လိုက်ပါတယ်။သူဟာမြန်မာပြည်ကိုပြန်မလာတော့တဲ့အကြောင်းနဲ့သူပိုင်တဲ့စံဆက်ကိုဥစင်ကိုအပြီးပေးလိုက်တယ်ဆိုတဲ့အကြောင်းစားရဆောင်ပို့ပေးလိုက်ပါတယ်။အဲ့ဒီကနေပြီးဥစင်ဟာစံဆက်ပိုင်ရှင်ဥစင်ဖြစ်လာတယ်လို့ အရဟံဂုံတော်ကိုအမြဲပွားများလို့လဲအရဟံဥစဉ်လို့လဲလူသိများလာပါတယ်ဒါဟာဘာကိုပြောရလဲဆိုရင်ဂုံတော်တစ်ခုတည်းကိုပဲစောစောမြတ်မြတ်လှုပ်ပြီးပွားများခဲ့တဲ့အကျိုးကျေးဇူးတွေပါပဲနောက်တစ်ဦးကတော့အမေရိကန်နိုင်ငံနယူးယောက်မြို့ကပိုင်လော့ဆရာတော်ဘုရားကြီးရဲ့တပည့်မလေးအကြောင်းပဲဖြစ်ပါတယ်သူရဲ့ကိုယ်တွေအပြည့်အစုံကိုတော့ပဋ္ဌာန်းမြတ်မပြန်တဲ့ကိုယ်တွေအကျိုးကျေးဇူးများစာအုပ်မှာအပြည့်အစုံရှိပါတယ်သူကတရုတ်ဗမာကပ္ပားဖြစ်ပါတယ်အတော်ချမ်းသာပါတယ်ဆရာတော်ကြီးကမေးလိုက်ပါတယ်ချမ်းသာတဲ့သူတွေစီမှာအကြောင်းတစ်ခုခုတော့ရှိရမယ် ဘာလုပ်လဲလို့မေးတော့သမီးကပထမ်းပစ္စယနိဒိတာကိုအမြဲရွတ်တာလက်ငါးနေသမီးအရွယ်တုန်းကအဖေကဆွေရကုံဖះကအပြန်မုတ်တွေဝဲကျွေးပြီးနှုတ်တိုက်သင်ပေးလို့သူအလွတ်ရလာခဲ့တာတတိယတိုင်းအမြဲရွတ်နေခဲ့တော့အလွတ်ရတဲ့အတိပါပဲငါးနေသမီးအရွယ်တဲကစားလဲပထမ်းအိတ်လဲပထမ်းဆိုတော့အခုသူ38နှစ်ထက်ရောက်လာပါပြီဒါကြောင့်သူရင်ထဲမှာပထမ်းကုသိုလ်တွေအများကြီးကိန်းနေပြီဖြစ်ပါတယ်အဲ့ဒီလောက်တော့မှပထမ်းကုသိုလ်တတ္တိတွေအများကြီးကိန်းနေပြီဆိုမှတော့သူချမ်းသာပြီပေါ့ ကြောင့်မိမိတို့လည်းကုသိုလ်တစ်ခုခုလုပ်တဲ့အခါမှာထုံနေအောင်လှုပ်ထားဖို့ပါပဲ။သူရဲ့မိဘကကလေးရဲ့ယင်ထဲကိုငငယ်ကလေးကပဋ္ဌာန်းကုသိုလ်တတိတွေကိန်းလောင်အောင်ရိုက်ထည့်ပေးခဲ့တာပါ။ဒါကြောင့်မိမိတို့လည်းသားဒီသမီးတွေကိုသူတို့ရဲ့ယင်ထဲမှာကုသိုလ်တတိတွေများများကိန်းလောင်အောင်သင်တားပေးဖို့လည်းလိုအပ်ပါတယ်။နောက်ဆုံးဗာပြောချင်တာလဲဆိုရင်တော့မဟာသမယသုတ်သို့မဟုတ်ပဋ္ဌာန်းပူဇော်လာတဲ့အခါမှာအခုပူဇော်အခုချက်ချင်းအကျိုးလိုချင်တဲ့ဆိုရင်တော့မရပါဘူး။အချိန်တိုင်းတာတစ်ခုထိတော့စောင့်ရပါတယ်။အကျိုးတရားဘက်ကိုလည်းအားအယုံဆန့်နေလို့မရပါဘူး။ အကျိုးတရားဘက်ကိုတအားအာယုံဆိုင်နေမဲ့စာမိမိတို့လုံနေတဲ့ကုသိုလ်အကြောင်းတရားကိုပဲကောင်းတဲ့ကောင်းအောင်တခုခုကိုနေစဉ်ဆွဲဆွဲမြဲမြဲလုပ်ပါလို့တိုက်တွန်းခြင်းပါတယ်အရဟံဂုံတော်ကိုပွားများပြီးဆိုရင်လည်းမြမလိုအတိတ်ပဲလေးကိုပါတွဲပြီးပွားများလိုက်မယ်ဆိုရင်အင်မတန်အကျိုးကျေးဇူးများပါတယ်ကျွန်တော်တို့ဟာကိန်းကနန်းတွေနဲ့ကင်းလွတ်ပြီးတော့နေလို့မရပါဘူး။ဘဝသစ္စာတင်ခြင်းကနေဘဝအဟောင်းဆုံးခွာခြင်းအထိအချိန်ရက်လနှစ်စသဖြင့် ဂိင်္ဂနန်းတွေရဲ့အကန့်အသတ်အောက်မှာရှိနေကြောင်းတွေ့ရပါတယ်။အဲဒီဂိင်္ဂနန်းတွေနဲ့ပတ်သက်ပြီးအကောင်အဆိုးအကြောင်းအကျိုးတွေကိုဉာဏ်ပညာကြီးမားရင်ကြီးမားသလောက်မှတ်ချက်မျိုးမျိုးပေးနိုင်ရပါတယ်။ကျွန်တော်ရဲ့ဘဝမှာဘဝနဲ့ဆက်နွယ်ပြီးတော့မမရရဖြစ်နေတဲ့ဂိင်္ဂနန်တလုံးရှိပါတယ်။အဲ့ဒါကတော့35ဖြစ်ပါတယ်။အတိအကျပြောရရင်35ပြားဖြစ်ပါတယ်။35ပြားကိုလက်ကင်ထားရင်ငွေပွားခြင်းငွေများခြင်းကစားပွဲအနိုင်ရခြင်းတို့ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော်လေတန်းចောင်းသားဘွားလွန်ခဲ့တဲ့အနှစ်40ကျော်လောက်ကဖြစ်ပါတယ်။ခုနှစ်တက္ကသိုလ်အတီးကျပြောရမယ်ဆိုရင်1980ပြည့်နှစ်ကျော်နှစ်များမှာဖြစ်ပါတယ်။နေရာကတော့မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ចောင်းတော်ရရွာမှာဖြစ်ပါတယ်။အဲ့ဒီတုန်းကကျွန်တော်တို့မိသားစုဟာចောင်းတော်ရရွာကိုပြောင်းရွှေ့လာကစားဖြစ်ပါတယ်။ငွေကြီးကြီးချို့တဲ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ကျွန်တော်ရဲ့အကူကတော့မကွေးဒီဂရီကော်ရိတ်မှာမြန်မာစာအဓိကနဲ့ចောင်းတက်နေတုန်းဖြစ်ပါတယ်။ညောင်ရင်းချက်အပြည့်နဲ့ចောင်းတော်ရကိုပြောင်းရွှေ့ဖို့အဖေကစီစဉ်ပါတယ်။ ကျောင်းတော်ရာဟာအဲ့ဒီတုန်းကစီကားပြီးတော့စီဝါရေးရောင်းဝယ်ရေးဖြစ်ထွန်းတဲ့တော်မြုပ်လေးတပွဲဖြစ်နေပါတယ်။စန္ဒကူနန္ဒာကျောင်းတော်ရာဘုရားကြီးကိုအမိပြုပြီးလူသိများပြီးတော့စီဝါရေးလူမှုရေးကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကျွန်တော်ရဲ့အဖေဟာအလွယ်တကူကျောင်းတက်နိုင်တဲ့ဇေယျမှာမနေခဲ့ပါဘူး။ဇေယျနှစ်ခုကြားမှာရှိတဲ့ပေ20လောက်ကျယ်ဝန်းတဲ့ကွက်လက်ကလေးကိုဝါးတက်ငယ်မိုးပြီးတော့နေထိုင်ခဲ့ပုံကိုသတိရမိပါတယ်။အဖေဟာသူများတွေဇေယျမှာနေသည့်တက်အောင်မနေခဲ့ပါဘူး။အဖေမှာ အတွေးတစ်ခုခုအသည့်တစ်ခုခု ရှိခဲ့တာကတော့သိကြပါတယ်ကျွန်တော်ရဲ့အမေကတော့ငပီငချောက်ငရုတ်ဒီစိန်လေးတွေကိုခေါင်းပေါ်ရွက်ပြီးရွာစဉ်လဲရောင်းရပါတယ်နေ့စဉ်နဲ့အမျှဖြစ်ပါတယ်အဖေကတော့၄မိုင်လောက်ဝေးတဲ့ကုန်းဆောင်မြို့ကိုနေ့စဉ်ခြေကျင်သွားပြီးစေးလိတ်မုတ်တည်င်းစကြားနေတွေကိုယူပြီးကျောင်းတော်ရာမှာပြန်ဖြတ်ပါတယ်နေရာဒီကျောင်းပိတ်ရက်မှာအမအလတ်တယောက်ကဝဲတောက်ယူပါကိုပြန်ပြီးတော့ပဲရွေးပါတယ်ပဲကြီးပဲထောပတ်တို့ပိုးစားထားတဲ့ပဲတွေကိုရွေးတန်းရခြင်းဖြစ်ပါတယ် ျွန်တော်ကလည်းຫນွေចောင်းပေးရက်မှာဝဲတောင်းရွာကိုနေ့စဉ်ခြေကျင်သွားပြီးအလုပ်တစ်ခုလုပ်ပါတယ်။အပေမိကခိုင်းလို့မဟုတ်ပါဘူး။ကျွန်တော်မိသားစုမှာလက်တောက်ခုံတစ်ခုံရှိပါတယ်။သုံးထပ်သားဇေခုံကလေးဖြစ်ပါတယ်။အပေကတော့သူ့မိတ်ဆွေစပားတိုင်မှုဥခင်မောင်မြင့်စီကနေရရှိလာခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီဇေခုံကလေးဟာကျွန်တော်တို့ဘဝဖြတ်သန်းမှုရဲ့တစိုက်တဒေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့အလုပ်ကတော့ရွာပြန်ပြီးတော့ဇေခုံထောင်ခြင်းဖြစ်ပါတယ်။လူကြီးဝိုင်းမဟုတ်ပါဘူး။ကလေးဝိုင်းလို့ဆိုရပါမယ်။ တခါကို တမတ်25ပြားကြီးကစားကြပါလေ။လေးယောက်တဝိုင်းဖြစ်ပြီးလူပြည့်ရင်ကျွန်ုပ်ကအကောက်ကောက်ရပါလေ။တပွဲပြီးရင်10ပြားရပါလေ။လူလူရင်တော့ကျွန်ုပ်ကအိမ်ဖြစ်ဝင်ကစားပါလေ။ကျွန်ုပ်ရှုံးရင်25ပြားသာပေးရပါလေ။10ပြားကအကောက်ဖြစ်ပါလေ။တနေ့ကိုအနည်းဆုံး10ကျပ်မှစပြီးတော့အများဆုံး30ကျပ်အထိလက်ဝယ်ပိုက်ပြီးတော့ကျွန်ုပ်အိမ်ပြန်ရစမြဲဖြစ်ပါလေ။အဲ့ဒီတုန်းကစပါးတင်းစီက10ကျပ်လောက်ပဲရှိပါလေ။ နေ့လယ်စာကိုတော့အိမ်ကြီးချင်းမမတန်းကကြွေးပါတယ်။ကျွန်တော်ကတော့ရရှိတဲ့ငွေကလေးထဲကဘဲဥဝယ်ပြီးမမတန်းကိုပေးပါတယ်။မမတန်းကဘဲဥကြော်ပြီးတော့ကြွေးလေးရှိတာကိုအမတ်ရပါတယ်။အဲ့ဒီတုန်းကအဖြစ်ပြက်တစ်ခုကိုကြီးမပြန်တည်ရမိပါတယ်။တိုက်ဆိုင်မှုလို့မထင်ပါဘူး။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။ကျွန်ုပ်ကြောင်းတော့ရအိမ်ကမနဲ့စောစောထွက်ရင်ကျွန်ုပ်ရဲ့အိတ်ထဲမှာအကျွေ35ပြားသာယူခဲ့ခြင်းဖြစ်ပါတယ်။35ပြားယူခြင်းကလက်ကောင်းတယ်လို့ကျွန်ုပ်ပါသာသတိပြုမိပါတယ်။ အဲ့တုန်းကဘေးရင်နှခတကံပြရသဘောတွေကိုလည်းလက်လံမမီသေးပါဘူးအမှန်က35ပြားကကျွန်ုပ်ကိုအကျိုးပေးခဲ့တာကိုငယ်စဉ်ကတည်းကသတိရမိပါတယ်အမှန်ကတော့35ကိုပေါင်းရင်ရှေ့ရတာကိုကြီးလာမှကျွန်ုပ်သိလာရပါတယ်ကျွန်ုပ်ရဲ့မွေးရက်ကလည်းမလ18ရက်ဖြစ်ပါတယ်ကျွန်ုပ်မင်္ဂလာဆောင်တဲ့ရက်ကလည်းရှစ်ကနန်းဖြစ်ပါတယ်အမှန်ကကျွန်ုပ်ဟာရှစ်ကနန်းကိုပိုင်ဆိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်35ဟာကျွန်ုပ်ကိုမမရရဖြစ်စေတယ်လို့ယုံကြည်နေမိပါတော့တယ် မန္တလေးတိုင်းစင်ကူမြို့နယ်ကြက်ဖြူတောင်ကုန်းရွာရဲ့အရှိဇင်းကြံတောင်ပေါ်မှာကျွန်ုပ်ရောက်တုန်းကကိုရိတ်ဖြစ်ရလေးဖြစ်ပါတယ်။ကျွန်ုပ်ရောက်ခါစားကဇင်းကြံတောင်ပေါ်မှာ6000ပြည့်အေးချမ်းအောင်မြင်စီရောတဆူနဲ့ရန်ရွက်နေတဲ့ဇရက်ကလေးတစ်လုံးကြောက်တုံးနေနဲ့စောက်ထားတဲ့လူနှစ်ယောက်ထိုင်တဲ့ကြောက်တိုက်ကလေးတစ်ခုသာရှိတာပါ။ကျွန်ုပ်ဟာကြောက်တိုက်ကလေးထဲမှာခြေဆမ်းမရလို့ခတ်ဆောင်ဆောင်ခတ်ကွေကွေလေးအဲ့ရတာပါ။အရိဌံဝင်တဲ့နေ့ရက်တွေမှာဆိုမနက်၄နာရီလောက်ထပြီးအမြဲတမ်းပဒီစိတ်နေကြပါ။ တညမှာခူလေရွာထဲကဖိုးဖိုးဦးလွမ်းမောင်လာလေတာနဲ့စကားကောင်းသွားတဲ့အတွက်ကြောင့်အဲ့ရဝင်နောက်ကျသွားပါတယ်။မနက်အဲ့ရထနောက်ကျနေချိန်မှာအသက်၉နှစ်အရွယ်ရောင်ပေစူးလေးနဲ့ပားပြင်မှာလဲတနက်ကဘကွက်ကြားလေးနဲ့နှကန်းလေးကလည်းစီးနီစိုးထားသလိုရဲနေတဲ့မိန်းကလေးတဦးက၄နိုင်ထိုးပြီး၅မိနစ်ကြော်နေပြီးထားတော့လို့၃ခွန်းလောက်ဆက်ပြောပါတယ်။ကျွန်ုပ်ကဘဲကကလီမာကလာနိုးတာပါလိတ်ဆိုပြီးမျက်လုံးဖွင့်ပြီးကြည့်လိုက်ပါတယ်။ စက္ကန့်ပိုင်းမှာမြင်လိုက်ရပြီးရုတ်တရက်ပျောက်သွားပါတယ်။နာရီကိုကြည့်လိုက်တော့၄နာရီ၅မိနစ်အတိအကျဖြစ်နေပါတယ်။ဒါကြောင့်ကြောင်းတိုင်းအပြင်ထွက်ကြည့်တော့မိန်းကလေးကိုမတွေ့တော့ပါဘူး။ဇီဒီတပတ်ပတ်ရှာတော့လည်းမတွေ့ပါဘူး။ကျွန်ုပ်လည်းစမ်းမရှာတော့ပဲဖရာတောက်တော်ကြီးအမွေးတိုင်းဇီမီတာနေကိုထွန်းကပ်ပြီးအရဟံဘုဒ္ဓသိတိဂုံတော်ပတိကိုထိုင်စိတ်နေပါတယ်။ပတိပတ်20ကျော်လောက်မှာမွေးကြိုင်နေတဲ့ယနံ့လေးကိုတီးတီးတတ်တာရှူရှိုက်နေရပါတယ်။ ကျွန်ုပ်လည်းမွေးရနံဘက်ကိုအာယုံမရောက်ဖို့ဂုံတော်ဘက်ကိုအာယုံစူးဆိုင်ပြီးပဒီစိတ်မေတ္တာပို့အမြပေးဝေပြီးမှမွေးရနံကပျောက်သွားပါတယ်ကျွန်ုပ်လည်းဖျားကုံတော်တွေကိုပွားများမေတ္တာပို့အမြဝေတဲ့အကျိုးကျေးဇူးကြောင့်နှက်ကောင်းနှမြတွေကချစ်ခင်ပြီးစောက်ရှောက်ပေးနေတာပဲလို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုယုံကြည်မှုတရားတရားတွေတိုးပွားလာပြီးဂုံတော်တွေကိုပွားများနေလိုက်ပါတော့တယ်ဒါကြောင့်ယုံကြည်မှုတရားတရားတွေနဲ့ဂုံတော်တွေပွားများနိုင်ကြစေဖို့ဆန္ဒပြုပြီးမြဝေတင်ဆက်ပေးလိုက်ပါတယ်